ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ဘက်နေပြည်တော်သိမ့်မယ်ဆိုတဲ့အဖွဲ့တွေတနိုင်ငံတော့မှာသူတို့ဘက်ကနိုင်ပြီးတော့စစ်တပ်ကတက်ပြတ်နေပြီဆိုတဲ့အဖွဲ့တွေနော်မန္တလေးကိုဒီနေ့သိမ့်မယ်မနေ့ပြန်သိမ့်မယ်ရွှေပြည်သူစစ်စင်ရေးနဲ့သိမ့်မယ်နန်းထိုင်အောင်စစ်စင်ရေးနဲ့သိမ့်မယ်ရှမ်းပန်းစစ်စင်ရေးနဲ့သိမ့်မယ်ဆိုတဲ့အဖွဲ့တွေမနေ့က260ပြည်တက်မတော်နေအခမ်းအနားကိုသူတို့လာပြီးတိုက်တာတွေ့မကြသေးလားမြောက်သုံးကောင်တဲ့ PDF တွေတနိုင်ငံတော့မှာသူတို့နိုင်နေပြီးတော့စစ်တပ်မှာကစစ်သားတောင်တိုက်စီရစစ်သားမရှိတော့ဘူးဆိုတဲ့အဖွဲ့တွေ မြောက်ရီကအဓိကမဟုတ်ပါဘူးနေပြီးတော့ကိုတိမ့်မူကအဓိကပါဆိုတဲ့ KNU ကစောတော်နီတို့အဖွဲ့တွေမိစာနီကိုဖာပုံဒရုန်းဆိုပြီးမင်းကိုနိုင်တို့မြောက်ပြီးခဲ့တဲ့အဖွဲ့တွေဖရွယ်ဝင်းဒရုန်းတပ်ဖွဲ့နဲ့မြန်မာတပ်မတော်ကြီးကိုစစ်ကောင်စီကိုသူတို့ကအမြင့်ပြည့်ချေမုံတော့မယ်တော်လန်ကြီးကအပီးနိုင်နေပြီးငါတို့နိုင်ကိုနိုင်နေပြီဆိုတဲ့အဖွဲ့တွေနေပြီးတော့မှတပ်မတော်လေးအခမ်းအနားကို နော်ကျမတို့တက်မလို့ခေါင်းဆောင်နေခေဆက်တဲ့နိုင်ငံတော်ဝန်ထမ်းဆောင်ခဲ့တဲ့ခေါင်းဆောင်တွေတက်ရောက်တဲ့အခမ်းအနားကိုအနားတော်ကက်ခွင့်ရရဲ့လားလို့ကျမမေးချင်တယ်နော်စီရေးပြအခမ်းအနားကနေပြီးတော့မှလောက်တာကိုသူတို့နေပြီးတော့ဝနားတော်ကက်လို့မရဘူးသူတို့ဝါတိုင်းတနေတာမှားနေတယ်စစ်တပ်မှာကစစ်အင်အားတွေရောလက်နက်အင်အားတွေအပြည့်အဝရှိနေတယ်ဆိုတာကိုဖုံးကွယ်ခြင်းတဲ့အတွက်လူထုကိုအာယုံလွှဲအောင်သူတို့ပါသွားလို့လေမန္တလေးမြို့လေကောင်မှာ လုံချုံရေးဖန်ကလေးတွေရှိရရက်ွက်တွေထဲမှာလုံချုံရေးဖန်ကကိုလက်ပြပုံးနဲ့ပြက်ပေါက်တယ်ဟာသူတို့ကစစ်တပ်ကတပ်မတော်နေခန္ဓာချင်းမနေတဲ့အချိန်မှာနေပြီးတော့မှာတဲ့စစ်တပ်ကတပ်မတော်နေခန္ဓာချင်းမနေတဲ့အချိန်မှာတဲ့ကျွန်တော်တို့ PDF တွေတော်လိုင်းတစ်ခွက်တွေကမန္တလေးမြို့ပေါ်မှာရှိတဲ့လုံချုံရေးဖန်ကကိုလက်ပြပုံးနဲ့ပြက်ပေါက်နိုင်ခဲ့ပါတယ်သူတို့ဒီလိုဝါဒမိုက်တိုက်ပြီးတော့အာယုံလွှဲကြတယ်။ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာ PDF တွေကစစ်ဆေးနေပါတယ်။ ်အမေနိကေတော့သူတို့ရန်ကုန်ကိုလည်းမသိမ့်နိုင်မယ်လေးလေးကိုလည်းမသိမ့်နိုင်နေပြီးတော့ကိုလည်းအနာကိုမကတ်နိုင်အခု2025ရောက်တဲ့အထိသူတို့ဘဝဟာခြုံကိုပြီးတော့ချောင်းပစ်ပြီးတော့ပြစ်ပြီးကြောက်ကြအဆင့်ကနေမပိုတာကိုဖုံးကွယ်ခြင်းနဲ့အတွက်မသိရင်ဒီရန်ကုန်မန္တလေးမြန်လန်းကိုပဲသူတို့ထိန်းချုပ်ထားတဲ့ပုံစံမျိုးဖြစ်အောင်နဲ့လူတုကိုအမြင်မှအောင်မျောလင့်ချက်အမှားတွေပြီးနေကြတယ်ဒီမှာလည်းပဲပြည်ပြည်ဝရမ်းပြည် online အချောင်းအနူကြီးဒုက္ခတဲ့အဖွဲ့က နိုင်ငံတကာမှာဒုက္ခသည်ဖြစ်ခံရတဲ့ဒုက္ခသည်အခွဲကစားထုတ်တယ်။မကြမီကာလမှာတဲ့ပြည်သူတွေအားလုံးအောင်ပွဲဆင်နိုင်တော့မည်ဖြစ်ပါတာ။เนาะမကြမီကာလမှာပြည်သူတွေအားလုံးအောင်ပွဲဆင်နိုင်တော့မယ်ဖြစ်ပါတယ်။ဆိုတော့အဲ့ဒီမကြမီကာလဆိုတာနောက်10နှစ်ကိုပြောတာလား။အခု6နှစ်နောက်10နှစ်ပေါင်း14နှစ်မျိုးဆက်တစ်ခုအနာကက်ပျောက်စီးပြီးတော့အနာကက်တွေပျောက်သွားတဲ့အကာလကိုပြောရတာလား ဗမာပြောတာကဒေါ်လာရင်းကို2020နဲ့နှစ်မှာပဲအပြီးတိုက်မယ်နှစ်နှစ်နဲ့အပြီးတိုက်မယ်2023ကိုအကူမခံဘူး2023မတိုင်ခင်မြန်မာတနိုင်ငံလုံးမှာဆစ်အာနာရှင်စနစ်ကိုတော်လန်ပြီးတနိုင်ငံလုံးကိုသူတို့သိမ်းမယ်လို့သူတို့ပြောတယ်အခု2025ရောက်တဲ့အခါကျတော့မကြမီကာလမှာပြည်သူတွေအားလုံးတနိုင်ငံလုံးမှာအောင်ပွဲဆင်နိုင်တော့မယ်ဆိုတော့အဲ့ဒီမကြမီကာလဆိုတာနောက်10နှစ်ကိုပြောတာလားเนาะမြန်မာတပြည်လုံးမီးလောင်ပြကြပြီးပြည်သူတွေအကုန်လုံးကိုစစ်ရဲထမ်းကြောင် ုက္ခတဲ့ဘဝမြန်မာနိုင်ငံဟာနလန်မထုံနိုင်တော့တဲ့နိုင်ငံမြန်မာနိုင်ငံအကြရှုံးနိုင်ငံဖြစ်တော့မယ်အခြေအနေကိုပြောတာလားလို့ကျွန်မမေးချင်တယ်။ဆိုတော့တစ်ဆက်တည်းမှာပဲတော်လန်ရေးမိခံပြီးတော့အာနာရှင်ဝါဒကျင်းသုံးနေကြပြီးတော့တော်လန်ရေးမိခံပြီးတော့စစ်အာနာရှင်ကိုတိုက်ထုတ်ပါတယ်ဆိုပြီးအာနာရှင်တဲ့စိုးနေတဲ့ PDF တွေအဲ့ဒါပါလဲဆိုတော့အကြောက်စင်ခရိုင်တည်ရင်သုံးဆိုတဲ့ PDF အဖွဲ့မှာ CDR တူနာပြီးရင်းမောင်အောင်ဆိုတဲ့အမျိုးသမီးကိုသူတို့ PDF အဖွဲ့ကနေပြီးတော့ဒီအမျိုးသမီးကကျွန်တော်အဲ တော်လည်းရို့တော့ကျွန်တော်ကျမဆက်ပြီးလုပ်ပါမယ်လောလောဆယ်ဒီ PDF ဖွဲကနှုတ်ထွက်ပါတယ်ဆိုပြီးနှုတ်ထွက်စာတင်လို့အဲ့ဒီမိမကို CDN သူနာပြုဆရာမကိုကြောက်ဆက်ခရင်တိုက်ရင်တော့တိုက်ရင်မှုကလူမြင်ကွင်းမှာကြိမ်တန်ရိုက်ပြစ်ပေးနှိပ်ဆက်ပြီးတော့ယောက်ျားတွေနဲ့တခန်းနဲ့ထားပြီးတော့အချုပ်ချတယ်အချုပ်စခန်းမှာယောက်ျားတွေနဲ့တခန်းနဲ့ထားပြီးတော့၃ရက်နဲ့၃ညတိတိထားခဲ့တယ်ဒီလူသမီးကို ရှေ့မှာလည်းပဲကန့်ဘလူမှာဆိုရှိခဲ့เนาะဆယ်တန်းចောင်းသူမာလီចောင်းတက်လို့ဆယ်တန်းចောင်းသူမာလီကိုចောင်းတက်လို့ထလန်းဆိုပြီးဖမ်းပြီးတော့အရှုပ်တဲထည့်တယ်ထည့်ပြီးတော့ចောက်ဆယ် sorry ကန့်ဘလူလွတ်တော်အမတ် NLD ပါတီလွတ်တော်အမတ်မြင့်စောဦးเนาะပတုံလုံးခေါင်းဆောင်မြင့်စောဦးခေါ်ဦးမဲခေါင်ကတားမရပြုတ်ချင်တယ်မရရင်ပြုတ်ချင်တယ်အခုဆိုရင်အဲ့ဒီအမှုက2025ရောက်တဲ့အထိ ဖုံးကွယ်ပြီးတော့ဘူမတိကိုမတိနေပေါ်နေပိတ်တွေကိုပြရင်နဲ့ဝမ်းချလိုက်တယ်။အခုလည်းတဖန်စီဒီယာသူနာပြုဆရာမသူတို့ PDF ဖွဲ့ကနေထွက်ချင်တယ်ပြောလို့ဒီဆရာမကိုရိုက်နှက်တယ်ညှပ်နှိုက်ဆက်ပြီးတော့ယောက်ျားတွေနဲ့တခန်းနဲ့အကျဉ်းထောင်မှာထားတယ်ဆိုတော့ဘယ်လိုဘဝကိုစသိမ့်သွားမလဲ။ခမရတို့ကိုယ်တိုင်က အာနာရှင်ထက်ဆိုးတဲ့စစ်သွေးကြွတွေဖြစ်နေကြတယ်။မဟုတ်ပါဘူးလို့ဘယ်သူညင်းမလဲ။မဟုတ်ပါဘူးလို့ညင်းနေနေဆိုရင်အဲ့ဒီအမှုတွေကိုခမရတို့ဘယ်လိုစုံစမ်းစစ်ဆေးအပြစ်ပေးအရေးယူလိုက်တယ်လဲကျမမေးမယ် ရှေ့မှာအစောသောအမှုက2021 2021မှာအနုကြည်လောက်ကရမပင် PDF ဘိုးတန်မရိခေါ်တပီးင်းဆရာတော်ဦးတော်ပါကရဲ့အဖွဲ့ကဗလက်တိုက် sorry hero တိုက်ကဆိုတဲ့ PDF အဖွဲ့ကို PDF ချင်းချင်းပြန်ပြီးဖားစီပြီးတတ်လိုက်တယ်အဲ့ဒီ PDF တွေကိုအားပေးနေတဲ့သူတို့ကိုအားပေးနေတဲ့ဒေသခံပြည်သူတွေကိုလည်းဒလန်ဆိုပြီးဖားစီတက်လိုက်တယ်။အဲ့ဒီလိုမျိုးဘိုးတာမရိခေါ်ရင်းမပင် PDF အဖွဲ့က စစ်သွေးကြွဝါဒလက်နက်ကင်ပြီးပြည်သူကိုအနိုင်ကျင့်နေတဲ့အတွက်စကိုင်းတိုင်းမှာရှိရတခြားသော PD ရဲ့အဖွဲ့ပေါင်း63ဘွယ်ကနေပြီးတော့ NUG ကိုတိုင်းစားပို့တယ်ဒီဘိုးတံမဏိဖွဲ့ကိုရေးယူပေးပါအပြစ်မဲ့ပြည်သူတွေကိုတက်ဖြတ်နေပြီးတော့ဟီရိုတိုက်ကားဆိုရယ် PD ရဲ့ဖွဲ့ချင်းချင်းကိုကြီးနိုင်ငံရဲ့လုံနေလို့အပြစ်ပေးရေးယူပါဆိုပြီးတော့ PD ရဲ့အဖွဲ့တွေကိုတိုင်းကအနူးကြီးကိုတိုင်ခဲ့တာ2020တက်ထဲကဖြစ်ခဲ့တဲ့အမှု2025ရောက်ပြီး ခမရတို့အဲ့ဒီဘူတံမလီလို့ PD ရဲ့အဖွဲ့ကိုဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးရေးယူလိုက်တယ်လေကျွန်မမေးမယ်အဲ့ဒီလိုမျိုးခမရတို့ချားထဲမှာပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ကြီးနိုင်ငယ်ကြီးတော်တွင်ဥပဒေကျင့်သုံးနေတဲ့အတွက်ခမရတို့ဟာဒီမိုကရေစီအမိခံတော်လှန်ရေးအမိခံထားတဲ့စစ်သွေးကြွတွေဖြစ်တယ်အကြမ်းဖက်တွေဖြစ်တယ်လို့ကျွန်မကဆွဆွဲရခြင်းဖြစ်တယ်နောက်တစ်ချက်မနေ့ကတမရုံနေ့မှာကျွန်မတို့တမရုံနေ့နဲ့ ကျမ်းပါသမားတွေကိုအခုလိုမျိုးဒီမိုကရေစီအမိခံထားတဲ့ကျမ်းပါသမားတွေကိုထိရောက်စွာနှိမ်နှင်းနိုင်ပေးပါတယ်။ထိရောက်စွာနှိမ်နှင်းနိုင်ခဲ့ပါတယ်။ကျမတဲ့နေ့ဖတ်ပြရမယ်။မင်းကင်းမျိုးနဲ့ဖက်ကက်ရွာမှာရှိတဲ့ PDF အဖွဲ့ကိုတက်မလို့ကနေပြီးတော့မနေ့မလ28ရက်နေ့လေးချောင်းကနေဘုံကျဲတိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်။အဲ့ဒီမင်းကင်းမျိုးနဲ့ဖက်ကက်ရွာမှာရှိတဲ့ အရက်သားပြည်သူတွေကစစ်ဖြစ်ပြီဆိုတဲ့ကကန်ဒီဘက်ကိုထွက်ပြေးတန်းဆောင်သွားတာလက်ရှိမှာအဲ့ဒီမင်းကင်းမြို့နယ်ဖက်ကွက်ရွာမှာအရက်သားပြည်သူတွေမရှိဘဲနဲ့ PDF တွေသာရှိတယ် PDF တွေအကြောင်းဖတ်သမားတွေရှိတယ်နေရာကိုတပ်မတော်ကနေလီချောင်းကနေပြခက်ရှင်းလင်းခဲ့ပါတယ်နောက်ထပ်ကခန်းကောခန်းကောမှာတပ်မတော်ကနေပြီးနေမီရှင်းလင်းရေးအတွက်စစ်ကြောင်းထိုးနေပါတယ်နေမြရှိလေးတဲ့စကြောင်ထိုးနေတာကိုပြည်ပြည်မိသားတွေမှာဗာပြောလဲဆိုတော့စစ်တပ်ကရဲ့ခန်းကောမှာအရက်သားပြည်သူတွေကိုဖမ်းဆီးသွားတယ် တကယ်လို့များတက်မတော်ကကိုပြည်သူစစ်အချင်းချင်းပြန်ဖမ်းနေဆိုရင်စစ်တပ်ကသူတို့ပြူစောထီးတွေကိုသူတို့အချင်းချင်းပြန်ဖမ်းနေပါတယ်လို့ဝါဒဖန်ကြလိမ့်မယ်။အဲ့ဒီလိုမျိုးမဟုတ်ဖ ೇನೆ အဲ့ဒီလိုမဟုတ်ဖ ೇನೆ စစ်တပ်ကပြည်သူတွေကိုဖမ်းတယ်လို့ပြည်ဖြတ်မိကြတွေမှာရေးကြရင်အဲ့ဒီပြည်သူဆိုတာက PDF တွေအဖွဲ့ဝင်နေတဲ့ PDF ကိုငွေကြေးလက်နဲ့ထောက်ပို့နေတဲ့အကြမ်းဖက်အာဘိဒေတာဖြစ်ပါတယ်။နောက်ထပ် မန္တလေးတိုင်းတောင်သားမြို့နယ်လှဲကုန်းမရွာမှာရှိတဲ့စာသင်ကျောင်းလှဲကုန်းမရွာစာသင်ကျောင်းကိုကပါယူပြီးတော့ကျေးရွာမှာရှိတဲ့စာသင်ကျောင်းတွေကလေးတငယ်တွေကိုလမ်းမပေါ်ဆွဲထုတ်စေတုံပညာရေးအလိုမရှိဆိုပြီးကျောင်းမတက်နဲ့ကျောင်းထွက်ခိုင်းပြီးတော့စာသင်ကျောင်းတွေကိုအကြမ်းဖက်စကန်သဘုံစကန်လုတ်တဲ့အတွက်တပ်မတော်ကနေပြီးတော့ဆက်တက်လေချင်းနဲ့ထိရောက်စွာ ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒါမှမကြောင်းမို့လို့တောင်သာမြို့နယ်လှဲကုန်းမရွာစာတင်ကျောင်းမှာအခြေပြုနေတဲ့ PD ရဲ့အဖွဲ့တွေတေချင်းစိုးနဲ့တေးသွားတယ်လို့ကြားသိရပါတယ်။နောက်ထပ်စလင်ကြီးစလင်ချင်းမြို့နယ်ထမ်းပူရွာဖုံးကြီးချောင်းကို ဖုန်းကြီးเจ้าကိုတာသနာနေမီကို PDF စကန်အကြပ်ဖက်စကန်လုတ်ပြီးတော့တာသနာနေမီမှာအကြပ်ဖက်မှုတွေလုတ်နေတဲ့ PDF အကြပ်ဖက်အဖွဲ့ကိုတက်မတော်ကနေပြီးတော့ဆက်တက်လေးချင်းနဲ့ဘုံကျဲရှင်းလင်းခဲ့ပါတယ်။လက်ရှိမှာဆိုရင်ကျွန်တော်တို့အညာစိတ်မျက်နှာမှာဆက်တက်လေးချင်းတွေနဲ့အောင်မြင်စွာစစ်စင်ရေးကိုဖော်ဆောင်နိုင်နေပါတယ်။ဒါကြောင့်မို့လို့တက်မတော်နေမှာ ကျမတို့တက်မတော်ကအောင်ပွဲဆင်ပြီးတော့ကျမ်းဖတ်သမားတွေကိုချီရောက်စွာနှိမ်နင်းနေတယ်။ဒီနေရာမှာအဓိကပြောချင်တာကတက်မတော်ကအများသောအဖြစ်အညာကို PDF တွေကိုဖိဖိစီစီတားနှိမ်နင်းနေတာတွေ့တယ်။ကျမတို့ကျမတို့နိုင်ငံကိုချက်တယ်လူတွေရှင်နေမှာအမလို့အမရဖြစ်တာကဘာကြောင့်နောက်ချိုးဒီကုတ်ခိုင်တက်လောင်တွေကိုကိုးကန့်တွေကို KIA ကိုအခုလိုမျိုးဖိဖိစီစီဒီချက်ပို့ပြီးထိထိရောက်ရောက်ဒီချက်ပို့ပြီးတော့လူဝင်ရလက်နေရပြည့်ပြည့်စုံစုံနဲ့ ထိုးစစ်မစင်တာလဲဆိုတဲ့အားမလို့အားမရတန်နေရှိတယ်။တကယ်လို့လက်ရှိစစ်ရေးဆိုတာနိုင်ငံရေးကနေတစင်ပေါက်ဖွားလာတယ်ပြိပက္ခဖြစ်တယ်။ဒါကြောင့်မလို့အခုဖြစ်နေတဲ့ပြိပက္ခတွေအဆုံးသက်တည်လေအဆုံးသက်တည်လည်းပဲနိုင်ငံရေးလမ်းကြောင်းကိုပြန်သွားရမယ်။ဒါကြောင့်မလို့ကျမတို့ကြိုက်တည်ဖြစ်စေမကြိုက်တည်ဖြစ်စေ EU ကို EU ကိုအမိခံထားတဲ့အတွက်တိုင်းရင်းသားအမိခံထားတဲ့အတွက် စစ်ရေးရဲ့အဆုံးတစ်ဖက်နိုင်ငံရေးနည်းလမ်းနဲ့တနည်းနည်းတစ်ချိန်ချိန်မှာကျွန်တော်တို့တွေ့ဆုံဆွေးနွေးရလိမ့်မယ်။တိုင်းရင်းသားအမိခံထားတဲ့အီအိုတွေနဲ့တွေ့ဆုံဆွေးနွေးနိုင်စရာအကြောင်းရှိပေမဲ့ဟိုမရောက်ဒီမရောက်ငမရောက်မချောက် PDF အမိခံအနုကြီးအမိခံဂျပတ်သမားတွေကတော့မြောက်တက်ကိုင်းလွတ်မဲ့အဖြစ်မျိုးကြောင်ရမှာဖြစ်တယ်။ဒါကြောင့်မလို့သူတို့ကိုယ်တိုင်ကတွေးကြွေးမှာဆွေးနွေးစရာမရှိလို့ကြွေးကြော်ခဲ့တာဖြစ်တဲ့အတွက်ကျမတို့ကလည်းဆွေးနွေးစရာမလိုတဲ့အတွက်เนาะဒီ အီးရီကိုအီးရီကိုအမိခံတိုင်းရင်းသားလက်နက်ကင်အဖွဲ့တွေအနေနဲ့ကကျမတို့ငင်းချမ်းရေးကျမတို့ဖက်ဒရယ်ဒီမိုကရေစီဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးအတွက်တယောက်နဲ့တယောက်မှာနားလည်မှုအပြိုင်လဲပေးယူတည်နဲ့နှိမ့်နိုင်နိုင်ပေမဲ့ NGPDF ကိုတော့တွေ့ဆုံဆွေးနွေးစရာဘာကြောင့်မှမရှိတဲ့တော့အခုလိုမျိုးမြေလှပြီးတုတ်တယ်ရှင်းလင်းနေတာဖြစ်ပါတယ်။နောက်ထပ်သတင်းပို့ကအေရဝတီတိုင်းလေးမျက်နှာအေရဝတီတိုင်းလေးမျက်နှာမှာတဲ့ ိုက်ပွဲတွေဖြစ်တဲ့အတွက်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတာရှိတယ်။အဲ့ဒီမှာအေဟဝတီတိုင်းလေးမက်နာမြို့နယ်မှာရှိတဲ့ကြေးရွာကရွာသူရွာသားတွေကိုအေအေနဲ့ PDF အဖွဲ့တွေကလူသားတိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ဒါကိုပဲပြည်ပြမီဒါတွေမှာကြတော့ဘလို့ကလင်ကကြစ်ပြောကြလဲဆိုရင်တိုက်ပွဲချားမှာပိတ်မိနေတဲ့အရသာပြည်သူတွေကိုသူတို့အေအေကလွတ်မြောက်ရနေမြေကိုကယ်ထုတ်သွားပါတယ်ဆိုပြီးတော့ဖြောင်းလင်းဖြောင်းစား ကလိန်ကကြီးရေးကြတယ်အမှန်တကယ်တော့သူတို့ရဲ့သူတို့ရွာမှာအေးအေးချာချာနေနေတဲ့ပြည်သူတွေကိုစစ်ပွဲဖော်ဆောင်တဲ့အတွက်ပြည်သူတွေစစ်ကြောင်ဒုက္ခရောက်နေတဲ့အချိန်မှာလူသားတိုင်းဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လက်ရှိမှာအရာတွေတိုင်းမှာတဖြည်းဖြည်းနဲ့စစ်ပောင်ကျဲလာတယ်အဲ့ဒါဒီရှေ့မှာမကွေးငဖဲငဖဲမျိုးနဲ့နေရီကန်နေရီကံကိုတို့တို့ဘလို့မျိုးရှားလိုက်ပြီနေရီကံစကန်းကိုတို့တို့ဘလို့ရှားလိုက်ပြီဝါရားဖြန့်နေ မကွေးမျိုးကိုတို့ငဖိုင်းမျိုးကိုရတော်မယ်တို့ဝါဒဖြစ်တယ်။နောက်တစ်ခါကျတော့ကျွန်တော်တို့ဒီဘက်ကညောင်ကျိုးနော်ညောင်ကျိုးကိုတို့ရပြီးအုတ်ချစ်ပင်ကိုတို့ဘလို့တိမ့်တော့မယ်ဗရောင်းကိုဘလို့တိမ့်တော့မယ်ပြေကားပဲကျွန်တော်တို့ပြေရပဲမျိုးထဲမှာပိတ်မိနေတော့မယ်ဆိုတဲ့ပုံစံမျိုးဝါဒဖြစ်တယ်။အေးအဲ့ဒီလိုဘွာရဖြတ်မရတော့အခုတခါ ARD ကိုတခါဒိုးစစ်စင်နေဒီအကွက်တွေကိုကြည့်မယ်ဆိုရင် ARD မကွေပြေကျမတို့ဘကိုးအဆက်ကို ဘာကြောင့်မရမကလမ်းကြောင်းထိုးပေါက်ရှာနေလဲဆိုရင်ရခိုင်အေအေကြောက်ဖက်ဖွဲတွေကသူတို့ရခိုင်ပြည်နယ်ထဲမှာပိတ်မိပြီးတော့တောက်စရာရေစားစရာစားစာနဲ့ကုဒစရာဆေးဝါးမရှိတဲ့အတွက်အကြံခွန်ဂလုံစားချက်ပေမထူးနေမထူးသဘောမျိုးနဲ့မရမကနေမြေဖက်ပေါက်ရှာနေတာဖြစ်ပါတယ်။ဒီနေရာမှာဆိုရင်ကျမတို့ငဖဲမှာရောကျမတို့ပြည်ဗရောင်းအုပ်ချက်ပင်မှာကိုတက်မလို့ကနေပြီးချမ်းဖတ်သမားတွေကို ဖိဖိစီစီနှိမ်နှိမ့်နိုင်တာကိုတွေ့ရပါတယ်။အေယော်ရီတိုင်းစစ်မျက်နှာမှာကျွန်တော်တို့ပသိမ်မုံရွာလမ်းကို 2022အလွန်ခဲတဲ့2022တဲကအကြပါသမားတွေကမက်ဆောင်ထိုးခဲ့ပြီမဲ့အခု2025ရောက်မှသာသူတို့ပဋိပယ်မုံရလမ်းမှာအနေငယ်စုပုံမှုတွေလုပ်နိုင်နေ။ဒါကိုကြည့်ကြရအဖြစ်2022လောက်တဲကပဋိပယ်မုံရလမ်းကိုသူတို့ထိန်းချုပ်နိုင်ပြီသူတို့သိမ်းနိုင်ပြီလို့ကြွတော့ခဲ့ပြီမဲ့အခု2025ရောက်တဲ့အထိပဋိပယ်မုံရလမ်းပေါ်မှာရေးရဲဝုန်းဝန်းမနေနိုင်သေးဘူးဆိုတာကြည့်ရင်အကြံဖက်သမားတွေက online တိုက်ပွဲမှာသာနိုင်ပြီးတော့အမြေပြင်မှာအသိဆိုးနဲ့တင်နေတယ်ဆိုတာပေါ်လွင်နေ။ တဆက်ထဲမှာပဲအေအေကနော်အရွယ်ရောက်ပြီးသူတိုင်းမဖြစ်မှန်နေစစ်မှုထမ်းရမယ်ဆိုပြီးတော့စစ်သားတက်တွေခေါ်ယူနေတာကိုကြည့်ချင်အားဖြင့်ရခိုင်နေဟာအေအေထုံးမြင့်နိုင်အကြောင်းမျိုးတုံးတော့မယ်လူမျိုးတုံးတော့မယ်အချိန်နေရောက်နေပြီဆိုတာကျွန်တော်တို့တွေ့ရပါတယ်နောက်ဆုံးတစ်ခုကကျွန်တော်တို့တမတော်နေခန်းသားကို BBC ကနေပြည်တော်ထိလာပြီးအဘဘောကိုမအသွားတာတွေ့ရတယ်နော်တချိန်လုံးစစ်ကောင်စီစစ်ကောင်စီဗိုလ်ချုပ်မှုကြီးဟောဆရာနာရှင်မင်းအောင်လိုင်းပြီးပြီးတော့ပြောခဲ့တဲ့ BBC ကအခုကြတော့တမရကကိုရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းမှာဆိုပြီးတော့နေပြည်တော်ထိလာပြီးအဘဘောကိုမသွားတယ်ရှိမှာ VOA နဲ့ RFA တို့တရောင်းစာခွက်ပြောက်ကိန်းကြုံသွားတဲ့အခါ BBC ကလည်းပဲထမိန်ခြုံသားကဘောခိုးမှနေတယ် ဆိုတော့အမခင်မှာထမိန်ချုံပြီးအဘခင်မှာဘောမတဲ့လူနဲ့ချမ်းသာရေပေါ်စီသေးတာကြီးပွားကောင်းလာတဲ့ခေတ်ဖြစ်တယ်။ဒီနေရာမှာကျွန်မအဓိကပြောချင်တဲ့အချက်ကဆိုလိုချင်တဲ့အချက်က BBC ဆိုတာတစ်ချိန်လုံးကျွန်မတို့တက်မော်နယ်ပြည်သူကြောင့်မှသွေးခွဲပြီးရန်တိုက်ခဲ့တဲ့မီဒီယာ။ BBC ရဲ့သတင်းတွေကိုကြည့်ကြရခင်ကျွန်တော်ကတဖြည်းဖြည်းတက်မတော်ပေါ်မှာလူတို့ကစိတ်ဝမ်းမကွက်ခွဲအောင်နင်းမျိုးစုံနဲ့နှစ်ပေါင်းများစွာအစိတ်ခက်ခဲ့တဲ့မီဒီယာဖြစ်တယ်။ဒါပေမဲ့ဒီလိုမီဒီယာကိုတော့မှကျွန်တော်နိုင်ငံအကြီးအကဲတွေကခွင့်လွှတ်တီးခံပေးနိုင်လို့ရှိရင်အောက်ရှေ့မှာကျွန်တော်နိုင်ငံကိုချက်ပါတယ်အတိုင်းမျိုးကိုချက်ပါတယ်အဘကိုချက်ပါတယ်ဆိုတဲ့လူတွေကိုယ်တိုင်ကလည်းရှော့တင်တာရှော့ပြီးလှော့တင်တာလှော့ဖို့လိုပါတယ်။ကြည့်တဲ့မှုတွေငယ်သွားအောင်ငယ်တဲ့မှုတွေပပြအောင်လှုပ်စီကြပါတယ်ဆိုတော့ဒီရက်ထဲမှာ အာကိုစောဘဟိနဲ့ပတ်သက်ပြီးတော့အာတချို့ပြောဆိုမှုတွေပေါ့နော်ကိုစောဘဟိကဒီရန်ကုန်မင်းလက်အမြင်လဲပြည့်ခတ်ခံရမှုတွေပတ်သက်ပြီးတော့သူပြောဆိုမှုဟာတဲ့ညာဒီတက်မတော်အတွင်းမှာအာအထက်နဲ့အောက်ကြမှာစိတ်ဝမ်းကွဲမှု ဖြစ်စေပါတယ်ဆိုပြီးတော့ကိုစောဘဟိကိုဟိုအာဖက်စစ်စစ်ဘူးဆိုတာမျိုးတွေပြောဆိုနေကြတာနေရေးသားနေကြတာတွေတွေ့ရတယ် ဆိုတော့ BBC လိုနှစ်ပေါင်းများစွာစစ်တပ်နဲ့ပြည်သူကိုတွေးခွဲရန်တိုက်ခဲ့တဲ့ပြည်ဖြတ်မီဒီယာကိုတောင်မှအဘကအမြင့်တာကိူနာကြီးမားစွာနဲ့တက်မတော်နေအခမ်းအနားတွေတက်ရောက်ခွင့်ပေးထားလို့ရှိရင်ကိုဇော်ဘဟင်းရဲ့အဲပြောဆိုမှုကိုဇော်ဘဟင်းပြောတာကစစ်တပ်ကြားမှာတွေးခွဲခဲ့ရဆိုရင် BBC လောက်များဆိုးနေသလားကျမတို့ကဒီအချက်တွေကိုပြန်လဲဖာထေးပြီးတော့ဒီလူဟာတိုင်းပြည်နယ်လူမျိုးတွေနိုင်ငံတွေအကောင်းအထည်ဘာလုပ်ခဲ့တယ်လဲဆိုးတာတွေဘာလုပ်ခဲ့တယ်လဲ လောကချိတ်ခွေရှာပေါ်ထဲ့ချိန်ပြီးတော့အလေးတာတဲ့ဘက်ကိုကျမတို့ဦးစားပေးရွေးချယ်ဖို့လိုပါတယ်။ဆိုတော့ကိုစောဘောဟင်းရဲ့အခုအမြန်လက်ပြတ်ခတ်မှုပေါ်မှာပြောဆိုမှုဟာအမှန်တကယ်ပဲသူကသူ့ရဲ့ပြောဆိုမှုကမှားယွင်းခဲ့လို့နော်အမှန်တကယ်ပဲတက်မတော်တွင်းမှာစိတ်ဝင်ကွဲစေမှုဖြစ်သွားခဲ့တယ်ဆိုရင်တောင်မှ BBC လောက်အပြစ်ကြီးနေသလား။ကျမတို့က เนาะသူလုပ်ခဲ့တဲ့အရာတွေသူပေးဆက်ခဲ့တဲ့အရာတွေသူဆန်းဆောင်ခဲ့တဲ့အရာတွေနဲ့မှားရှင်ပြီးတော့ကြီးတယ်ငွေစေချင်ပါတယ်ငွေတဲ့မှုကိုပပျောက်စေချင်ပါတယ် BBC လိုပြည်ဖြတ်မီဒီယာကိုတော့ပါစားပေးပြီးခွင့်လွှတ်နိုင်လို့ရှိရင်တချို့တော့အမှုလေးတွေကိုလည်းခွင့်လွှတ်ပေးစီရှင်ပါတယ်